皆さん、こんにちは。今日はロラマスジャパニーズランゲージセンターマジャパンサーティンジャーベニで編成されてるんです。今日先生が皆さんのをジャパンで伝えて報道来てこうシェアしてみます。だからジャパンへプロレートこうじゃんもな。花見マスリーそうは皆さんのジャブじゃら。花見そうがパンチチン、マスリーそうプエロそうろ、パンチチンプエロでてます。皆さんのパンチダそうはね、パオを避けんじゃれ。あみやそうはろ桜パンを避けんじゃばれ。だけど桜パンはね、避けてけだ。もうほっぱ。 ခုနှစ်940ခုနှစ်949ခုနှစ်မှာကြီးစုခဲ့တဲ့နာရာခင်မဆိုရင်တော့ဒီ TOC ban ကိုကြီးကြီးရနေစားပြီးတော့မှဟာနာမီမှာဆိုတော့အစပြုခဲ့ခြင်းပဲဖြစ်ပါတယ်အဲ့ဒီ TOC ban ကြီးရနေပြီးတော့မှယခုဒီလိုမျိုးနှောင်းပိုက်ခရရတဲ့အခါမှာ Sakura ban ကြီးဆိုပြီးတော့မှတစ်စက်ကြောင်းလာခြင်းပဲဖြစ်ပါတယ်ဒီမဲ့လူမျိုးတွေကဒီပန်းချီချင်းပွဲတော်မှာဘာလို့လေးရှိကြလဲဆိုတော့ဆာကူရာပန်းပင်တွေအောက်ဒီ TOC ပန်းပင်တွေအောက်မှာအနာယူကြရင်ねဆာကူရာမိုချီဆာကူရာတန်ကွန်ဆိုတဲ့စားရလေးကိုထားကြပါတယ် တချို့ဆိုရင်ဆူရှိတပူရာတကိုယာကီလို့ခေါ်တဲ့ဒီရေဝဲလုံးလေးတွေကိုအာဒီခင်းမူလေးတွေမှာထုတ်လာခဲ့ပြီးတော့မှဒီပက်မင်အောင်မှဆိုင်းရင်အပန်းဖြစ်လေးရှိကြပါတယ်။ဆပ်ပရာပန်းတွေကတော့ဘက်ရှလာနောက်ပိုင်းကနေမီလာအစပိုင်းတွေမှာဝင်ကြပါတယ်။ဆပ်ပရာပန်းတွေကဒီဂျပန်နိုင်ငံတဝက်လုံးမှာတပြိုင်တည်းဝင်လာပြီးမဟုတ်ဘဲနဲ့ဂျပန်နိုင်ငံတောင်ပြားကနေတဖြည်းဖြည်းပုံစံနဲ့ကဒီနောက်ဆုံးရပ်တော့မှရှိရဟုတ်ကိုင်းတို့မှာဆုံးသက်ပြီးပွင့်လေးရှိကြပါတယ်။ ဆကူရာပန်းချီခြင်းအတွက်တကယ်ထူခြားတဲ့နေရာတွေကတော့ဥမင်းတို့ပန်းချံဘဲကူတို့မြန်မာတရှောင်းနဲ့ဒီအောက်အမေရိကန်မှာရှိတဲ့ဖီလိုစာကီပန်းချံတွေကထူခြားတာပါတယ်။ဒါ့အပြင်အိုဆာကာရေတိုက်ပြည်မှာရှိတဲ့ပန်းချံမှာလည်းဒီဆကူရာပန်းချီခြင်းပွဲတော်တွေကိုလုပ်လို့ရှိကြပါတယ်။ဂျပန်မျိုးတွေကဒီပန်းချီတာကိုဒီနေပိုင်းမှာလည်းကြည့်ကြတာမဟုတ်ဘဲနဲ့ညပိုင်းမှာလည်းဒီဆကူရာပန်းလေးတွေဒီတိုးဒီပန်းတွေကိုကြည့်လို့ရှိကြပါတယ်။ညပိုင်းပန်းချီတာကိုသူကဘယ်လိုခေါ်လဲဆိုရင်ယောဆကူရာလို့ခေါ်ပါတယ်။ ဒါပိုင်းပန်းကြီးရတဲ့အဓိကအရေးချက်ကတော့သူတို့ကညာဘက်မှာမှာဆိုရင်ဆကူရာပန်းနေဒီလိုဒီဘက်တွေလိုက်မဲ့မီလီလေးအောင်မီလီလေးထွန်ပြီးတော့မှပန်းလာဖို့ခံစားကြရင်နဲ့ဒီလက်ဆက်တဲ့လေးတွေကိုဖြူဆိုင်ပြီးတော့မှနားယူကြရမယ်ဖြစ်ပါတယ်။အင်းနောက်ဆုံးလည်းဒီပန်းရောက်တဲ့အခါမှာပန်းကြီးပွဲတော်လေးတွေကိုဒီကြပေါက်တော်ကြည့်ပါလို့ဆက်ဆက်ဘက်ကနေတက်သွင်းကျင်ပါတယ်။အလုံးမဲ့အဆောင်ကြီးကြီးပွဲတဲ့ကျေးဇူးများရေးတင်ပါတယ်။ နောက်လေဒီလိုဂျပန်နဲ့ပတ်သက်တဲ့ဝိသုဒလေးကိုဆက်စပ်ကရှယ်ရီလုပ်ပြီးမှဖြစ်တဲ့အတွက် Landmark Japanese Language Center ရဲ့ page လေးကို like and follow လေးလုပ်ပေးကြပါအောင်အားလုံးပဲနောက်မှပြကြပါမယ်